ကရယိုးရာကြီးတဲ့လုပ်ငန်းတွေမှာဒေသခံအမျိုးသမီးတွေဝင်ရောက်လုပ်ကင်နေမှုနှဲပါနေတယ်လို့သိရပါဗျ။ကြီးတဲ့လုပ်ငန်းတွေမှာဘယ်သူတွေလုပ်ကင်နေသလဲဘလို့ကြောင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့သတင်းတော့သဲစာကြီးခိုင်ကဆက်လက်သတင်းပေးပို့ထားပါဗျ။အရင်နှုန်းကကရယိုးရာထဲရီယာဈေးကွက်မှာနေရာမရခဲ့ပေမဲ့ခုချိန်မှာတော့အခြားဒေသတွေကိုတင်ပို့ပေးရတဲ့အထိဈေးကွက်အခြေအနေကောင်းမွန်လာပြီလို့သိရပါဗျ။ဒါပေမဲ့အထက်ရက်လုပ်တဲ့ရက်ကန်းစင်တွေမှာဒေသခံကရအမျိုးသမီးတွေကိုမတွေ့ရဘဲ မြန်မာနိုင်ငံအလဲပိုင်းဒေသကအမျိုးသမီးလူသားတွေဒါအဓိကဝင်ရောက်လုပ်ကိုင်နေကြတာကိုတွေ့ရှိရပါတယ်။ဒီလိုဖြစ်နေရတဲ့အခြေအနေနဲ့ပတ်သက်ပြီးဘိုင်ကောမျိုးကရကန်းလုပ်ငန်းရှင်တူဦးကအခုလိုသုံးသပ်ပြပါတယ်။တို့တို့ဒေသခံလည်းသုံးကြည့်တော့ဒေသခံသုံးကြည့်တော့ဒေသခံကျတော့ကြာရှည်မလို့။ဒီလိုလက်တက်တာလေးရှိပါတယ်။တို့ကတော်ရန်စင်ကျင်တို့လေစင်ကျင်သူပြန်ကုန်တော့ပဲ။တော့ပြန်မလာတော့ဘူး။အဲ့ဒါကြောင့်တို့ကဘူးစီးပွားရေးလုပ်တဲ့ခါကျတော့နော်။ဟိုရီရှိမှရတော့မှာလေ။ဆိုတော့ကျွန်တော်တို့ကတကယ့်ဟို ဟိုဒီရကန်းကိုလှုပ်ဆိုင်တဲ့ပုံကူတွေပဲကျွန်တော်တို့ခေါ်ရတော့။ခုလက်ရှိ၎င်းရဲ့လုပ်ငန်းခွင်မှာမိထီလာခရိုင်တာစီမြို့နယ်ဟန်စားရွာကခေါ်ယူထားတဲ့အမျိုးသမီးလူသား25ဦးရှိနေပြီးဒီနေ့ကိုအထည်ပေါင်း300ခန်းထွက်ရှိနေကြောင်းသိရပါဗါတယ်။အဲ့ဒီမှာဝင်ရောက်လုတ်ကင်နေသူတူဦးကခရီးပြည်နယ်မှာလာရောက်လုတ်ကင်နေတဲ့အတွက်ရရှိတဲ့ဝင်ငွေအနေအထားကိုခုလိုပြောပြပါရစေ။ဒီခရီးပြည်နယ်ဒီခရီးပြည်နယ်မှာရှင်မျိုးရှိတော့လေ။ဒီလိုကခေါ်တော့ဒီမှာလုတ်ပြတာဝါသနာလည်းပါပဲ ဒီရင်သမီးနေဖို့ဆိုင်ဖို့စားတော့ဖို့အကုန်လုံးသူတို့ကပဲဆောက်ပံ့ပေးတယ်။မသာနေနဲ့ဆောက်တောင်းရရဲ့ဆိုသမီးနေနဲ့ဆိုရင်တော့အိမ်ကိုဆောက်ပံ့ပေးနိုင်တဲ့ရည်ကြီးတမန်လာရယ်ငါးသားလောက်တော့ဆောက်ပံ့ပေးတယ်။ဒါပေမဲ့ရက်ကန်းရက်နိုင်တဲ့ဒေသခံအမျိုးသမီးတွေဟာရက်ကန်းလုပ်ငန်းခွင်မှာဝင်ရောက်လုပ်ကင်မှုနေပါပြီးတောင်ရောင်လုပ်ငန်းခွင်မှာသာပုံမှုများပြားနေပါတယ်။ ဒါအပြင်ရကန်းလုပ်ငန်းကိုစီးပွားဖြစ်လုပ်ကင်သူနဲ့ပါပြီးတနိုင်တပိုင်လုပ်ကင်တဲ့မိသားစုအနည်းငယ်သာရှိတယ်လို့လည်းသိရပါဗျ။နိုင်ငံတော်အနေနဲ့လည်းကြားပြည်နယ်လိုက်ကောမြို့မှာရကန်းနဲ့သမွေးပညာသင်တန်းကျောင်းကိုဖွင့်လှစ်ထားပြီးဒေသခံအမျိုးသမီးတွေကိုဥတီတင် जा ပေးနေတာဖြစ်တယ်လို့သိရပါဗျ။သင်တန်းကျောင်းမှာရကန်းနဲ့ပတ်သက်တဲ့ဆက်ရကန်းလက်ရကန်းပညာနှမျိုးစလုံးကိုတင် जा ပေးနေတာဖြစ်ပြီးဒီနှစ်မှာလာရောက်တင် जा တဲ့သင်တန်းသားဥယျာဉ်12ဦးရှိတယ်လို့သိရပါဗျ။ ခရယက်ကန်းစင်တွေကနေရိုးရအမျိုးသားအမျိုးသမီးဝတ်လုံကြီးတွေအင်ကြီးဘောင်းဘီတပတ်ဆရာတွေကိုရက်လုတ်ပေးနေတာဖြစ်ပြီးနေပြည်တော်တောင်ငူရန်ကုန်မန္တလေးတောက်ပရောင်းတောင်ကြီးရှမ်းပြည်နယ်မြောက်ပိုင်းစတဲ့နေရာတွေကိုတင်ပို့ရောင်းချပေးနေတာဖြစ်တယ်လို့သိရပါရရှင်